မမီတို့ရဲ့တိုက်လေရင်တွေဆုံးရှုံးမှုရှိခဲ့ကြောင်းအိန္ဒိယလက်ထက်ကပြောပါလေပါကစ္စတန်နဲ့အိန္ဒိယစီးရေးပဋိပက္ခအတွင်းမှာတိုက်လေရင်တွေပျက်စီးခဲ့ကြောင်းအိန္ဒိယလက်ထက်ကတည်ပြပါလေပါကစ္စတန်နဲ့လေရကြာဖြစ်ခဲ့တဲ့စီးရေးပဋိပက္ခတွေမှာတိုက်လေရင်တွေပြစ်ချခံရတဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အိန္ဒိယလက်ထက်ကအဆုံးရှုံးဆိုတာဟာစစ်ပွဲရဲ့အစိပ်ပိုင်းပဲလို့တုံ့ပြန်တော့ပါလေလေရင်မှုတွေအလုံးကတော့ဘေးကင်းကင်းနဲ့အိမ်ပြန်လာနိုင်ခဲ့တယ်လို့အိန္ဒိယလက်ထက်ကပြောပေမဲ့ အသေးစိတ်ချက်လက်ကိုတော့မထုတ်ပြန်ခဲ့ပါဘူး။ပါကစ္စတန်ဘက်ကတော့နှစ်ဖက်ဝေဟင်စီးကျင်းထိုးကြရမှာအိန္ဒိယလေတရဲ့အစစ်မြင့်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ပြင်သစ်လုံး Rafale တိုက်လေယာဉ်၃စီးပြင်ရုရှားလို SU-30 နဲ့ MiG-29 တိုက်လေယာဉ်တစ်စီးစီပြီးတော့တိုက်ခိုက် drone တစ်စီးလိုဖြစ်ချနိုင်ခဲ့ကြောင်းပြောထားပါတယ်။အိန္ဒိယကတော့ဒါဝတီမပြုတ်ခဲ့ပါဘူး။ဒါပေမဲ့ American နဲ့ပြင်သစ် ထောက်လိုင်းတွေကတော့ Rafale နှစ်စီးလောက်အိန္ဒိယပြတ်ကျသွားတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ ပါကစ္စတန်လေတက်ကတရုတ်စီကဝယ်ထားတဲ့ဂျေတန်းစီတိုက်လေရင်ကိုအသုံးပြုပြီးအိန္ဒိယတိုက်လေရင်ကိုပြစ်ချခဲ့တာဆိုပါလေဒီချက်လက်ဒီပြုနိုင်မယ်ဆိုရင်တော့တရုတ်ဥပညာနဲ့တည်ဆောက်တဲ့တိုက်လေရင်ကလက်တွေ့စစ်ပွဲမှာရန်သူကိုပထမဆုံးချိန်ပြစ်ချနိုင်မှုဖြစ်မှတ်တမ်းဝင်လာမှာပါစစ်စင်ရေးအတိုင်းတာတစ်ခုလုံးအနေနဲ့ဆိုရင်အိန္ဒိယဟာနယ်စပ်မြေတစ်ဝိုက်မှာရှိနေတဲ့ရန်သူစစ်ရေးပြစ်မှတ်တွေကိုအပြင်းထန်တိုက်ခိုက်ချေမှုနိုင်ခဲ့တယ်ပြောရမှာပါ အိန္ဒိယစစ်သည်9ဦးသေပြီးပါကစ္စတန်ဘက်ကစစ်သည်40လောက်သေပျောက်ရှိခဲ့ပါတယ်။နောက်ပြီးရန်သူတိုက်လေရင်တချို့လည်းပြစ်ချခံရတယ်လို့အိန္ဒိယစစ်တပ်ကပြောပါတယ်။မေလ9ရက်နေ့မနက်ပိုင်းမှာအိန္ဒိယတိုက်လေရင်တွေဟာပါကစ္စတန်ပိုင်းနဲ့နဲ့ပါကစ္စတန်ထိန်းချုပ်ခါရကက်စမီးယားဒေသစိတ်ပိုင်းတွေကိုလေကြောင်းကနေတိုက်ခတ်ခဲ့ပြီးနှစ်ဖက်ကြားစစ်ရေးပဋိပက္ခအစားပြုခဲ့ပါတယ်။ဒါပေမဲ့မေ10ရက်နေ့မှာတော့ American Tomahawk ကထန်းက အမေရိကန်ရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းပေးမှုနဲ့တူအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာချက်ချင်းအလုံးစုံပြစ်ခတ်ရစဲတော့မယ်လို့ကြေညာခဲ့ပါတယ်။မရှိမနှောင်းမှာပဲအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာလည်းဒီချက်ကိုအတိအကျပြုပါတယ်။ပြည်ရဲ့ကြေညာပြီးနောက်သဘောတူညီမှုကိုချိုးဖောက်ပြီးဆက်လက်တိုက်ခိုက်မှုတွေရှိတယ်လို့နှစ်ဖက်လုံးကတော့ဆွဆွဲထားပါတယ်။လောလောဆယ်နှစ်နိုင်ငံနေဆက်မှာပြစ်ခတ်တန်နေလုံးဝရစဲသွားတယ်လို့သိရပါတယ်။